မနစ်တခု operate လုပ်တာနဲ့ကားတစီးကိုမောင်းတာနဲ့ဥပမာအနေနဲ့ရှင်းပြရမယ်ဆိုရင်ကားမောင်းတဲ့လူက director ကားပိုင်တဲ့လူက shareholders အဲ့တော့ company အကြောင်းကိုစလိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါကျွန်မနာမည်စုရီပါကျွန်မဒီနေ့ပြောမှာတော့ဒီ Australia company structure တွေအကြောင်းဖြစ်ပါတယ် Australia company ရဲ့နာမည်အနောက်မှာ PTY LTD ဆိုတာပါတယ် PTY ဆိုတာ proprietary ကိုပြောတာဖြစ်တယ်။ private ownership LDD ကတော့ limited liability ကိုပြောတာဖြစ်တယ်။ကုမ္ပဏီတွေမှာဆိုရင် director နဲ့ shareholder state ဆိုပြီးတော့ရှိတယ်။ director စီမံခန့်ခွဲတဲ့လူသူတို့ကဒီ day to day responsibility ကိုတာဝန်ယူပေးရတယ်။ decision တွေချပေးရတယ်၊ sign ထိုးပေးရတယ်။သူတို့က control တွေရှိတယ်။ shareholders ကကြတော့ကုမ္ပဏီတွေကိုယင်းနှိမ့်နှံထားတဲ့ပိုင်ရှင်တွေဖြစ်တယ်။သူတို့ကဒီကုမ္ပဏီကနေပြီးတော့ dividend income ဆိုတဲ့ အမြတ်ငွေခွဲပေးတဲ့ငွေကိုပိုင်ဆိုင်ခွင့်ခံစားခွင့်ရှိတယ်။အဲ့တော့ small businesses တွေမှာဆိုရင်ကုမ္ပဏီရဲ့ shareholder director လည်းဖြစ်နိုင်ပါတယ်။ shareholders ကလူလည်းဖြစ်နိုင်တယ်လို့ family trust လည်းဖြစ်နိုင်တယ်။အဲ့တော့ Australia မှာလူတော်တော်များများဒီ family trust ကို shareholder အနေနဲ့ထားကြရတယ်။အဲ့ဒါဘာလို့ကောင်းလဲဆိုတော့ဒါ estate planning တို့ long term planning တို့အတွက်ကောင်းတယ်။ဒီ family trust တွေကို dividend income ဝင်လာပြီဆိုရင်ကိုယ့်ရဲ့မိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်ဒါမှမဟုတ်သားသမီးတွေကိုဒါ income splitting အနေနဲ့ခွဲပေးလို့ရတယ်။ company မှာကောင်းတဲ့အချက်တွေရှိသလိုဆိုးတဲ့အချက်တွေလည်းရှိတယ်။ကောင်းတဲ့အချက်တစ်ခုပြောရမယ်ဆိုရင် तू က limited liability ဖြစ်တဲ့အတွက်ကြောင့်မလို့တစုံတစ်ခုကလာပြီးတော့တရားစွဲမယ်ဆိုရင် company ရဲ့ assets တွေကိုထိတယ်။ဒါပေမဲ့ company ရဲ့ shareholders တွေရဲ့ personal တို့ family assets တို့မထိနိုင်ဘူး။နောက်ကောင်းတဲ့တစ်ခုပြောရမယ်ဆိုရင် ကုမ္ပဏီက tax ပေးတဲ့အခါမှာသူ့ရဲ့ income level ပေါ်မူတည်ပြီးတော့25%ဒါပါမဟုတ်30%ပဲ tax ပေးရတယ်။ပြီးတော့ Australia မှာ franking credit system ဆိုတာလေးရှိတယ်။အဲ့ system ကအကဲကုမ္ပဏီထဲမှာ tax ပေးထားရဆိုရင်ဒီကုမ္ပဏီကပဲ shareholder တွေကို dividend ခွဲပေးတဲ့အခါမှာအဲ့ပေးထားတဲ့ tax က credit အနေနဲ့ပါသွားတယ်။အဲ့တော့ဒီ shareholders တွေကသူတို့ tax ကိုနှစ်ခါပေးစရာမလိုတော့ဘူး။နောက်ကောင်းတဲ့အချက်တစ်ခုကတော့ company structure နဲ့ဆိုရင် နောက် investor အတိတ်တွေခေါ်ခြင်းတဲ့အချိန်မှာလွယ်လွယ်ကူကူနဲ့ခေါ်လို့ရတယ်။ company ရဲ့မကောင်းတဲ့အချက်တစ်ခုကတော့ဒါ expensive to set up ပေါ့နော်။သူကဒီ formation cost တွေပေးရတယ်။ compliance fees တွေပေးရတယ်။တစ်နှစ်တစ်ခါကိုလည်း asset ကို renewal fee ဆိုပြီးတော့ပေးရတာရှိတယ်။နောက်ထပ်မကောင်းတာလေးတစ်ခုကတော့မကောင်းလို့လည်းပြောလို့တော့မရပါဘူး။အဲ့ဒါဘာလဲဆိုတော့ဒီ company တွေဟာပတ်စံတို့ cash to assets တို့ကိုတုံးကျင်နေဆိုရင် ဒါရိုက်တာတို့ရှယ်ဟိုဒါတို့ကဒီတိုင်းလွယ်သုံးစားလုပ်လို့မရဘူးကြိုက်လို့ယူသုံးလို့မရဘူးသူတို့အနေနဲ့ဒီ wages ဒါပတ်မှုရင် dividend income အနေနဲ့ပဲထုတ်ပြီးသုံးလို့ရတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်